ဒီနေ့အမေရိကန်ကအရှိတောင်အာရှနိုင်ငံ၄ခုကဆိုလာပြားတွေပေါ်အခွန်အသစ်တွေကြေညာခဲ့ပြီးအမြင့်ဆုံးကတော့3521ရာခိုင်နှုန်းအထိဖြစ်ပါတယ်။ဟုတ်ပါတယ်3521ရာခိုင်နှုန်းပါ။ပါဝင်တဲ့နိုင်ငံတွေကတော့ကမ်ဘောဒီးယား၊ဗီယက်နမ်၊မလေးရှားနဲ့ထိုင်းတို့ပဲဖြစ်ပါတယ်။ဒါဆိုရင်တရုတ်ရဲ့နေဆွမ်းရေးပြန်လည်တင်ဖို့ရောင်းဝယ်ရေးအတွက်အခွင့်အလမ်းလုံးဝမရှိတော့ဘူးလို့ဆိုလိုပါတယ်။ဆိုရှယ်မီဒီယာအသုံးပြုသူတချို့ကအရှိတောင်အာရှမှာရှိတဲ့ဆိုလာပြားတွေရဲ့ 65ရာခိုင်နှုန်းကျော်ဟာတရုတ်ကိုပြန်လည်တင်ပို့ဖို့ပါသူတို့ကပဲတရုတ်နဲ့သဘောတူညီချက်တွေလုပ်ခဲ့တာပါလူတွေကအခွန်ကိုမကြောက်ဘူးလို့ပြောပြီးပြန်လည်တင်ပို့ရောင်းဝယ်ရေးကိုမြင့်တင်နေပါတယ်အစိုးရကတင်ပို့မှုကနေပြည်ရင်းရောင်းချမှုစီပြောင်းဖို့အားပေးနေကဆိုလာပြားအလုံးကို30ရက်ကျော်သုံးပြီးရင်ချက်ချင်းလဲဖို့ကြေညာရင်အဟောင်းကိုအိမ်ခေါင်မိုးဘော်ကလွှင့်ပြပြီးရင်အစ်စ်ထက်ဝယ်အဲ့ဒါမှအမေရိကန်ရဲ့ဝယ်လိုအားကိုလိုက်မိပါလိမ့်မယ် ဒါတကယ်ယူနှံ့တာပါပဲနောက်ဆုံးအခွန်ဟာအစပိုင်းထက်အများကြီးမြင့်တက်လာပါတယ်ဒါဟာအရှိတောင်အာရှနိုင်ငံတွေကဆိုလာစွမ်းအင်ထုတ်ကုန်တွေတင်ပို့မှုကိုပိတ်ဆို့ဖို့ရည်ရွယ်ထားတာသိတာထင်ရှားပါတယ်ဒီနိုင်ငံလေးခုဟာလက်ရှိမှာအမေရိကန်ကိုနေစွမ်းအင်အစိပ်ပိုင်းတွေရဲ့89ရာခိုင်နှုန်းလောက်ထောက်ပံ့ပေးနေပြီးပြီးခဲ့တဲ့နှစ်မှာသူတို့ရဲ့နေစွမ်းအင်တင်ပို့မှုဟာစုစုပေါင်း12.6ဘီလီယံအမေရိကန်ဒေါ်လာရှိခဲ့ပါတယ်ဒါဆိုရင်အရှိတောင်အာရှနိုင်ငံတွေကနေစွမ်းအင်စက်မှုလုပ်ငန်းတွေဟာ အခြေခံအားဖြင့်ပြီးဆုံးသွားပြီလို့ဆိုလို့ရပါတယ်။ဒီအချိန်မှာပဲလာအိုနဲ့အင်ဒိုနီးရှားရဲ့တင်ပို့မှုခွင့်လန်းတွေဟာပုံမှုအေးပါလာမှာပါ။ဧပြီလ22ရက်နေ့မှာအမေရိကန်ကတစ်နှစ်ကြာကုန်သွယ်ရေးစုံစမ်းစစ်ဆေးမှုရဲ့နောက်ဆုံးရလဒ်တွေကိုကြေညာခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုအရကမ်ဘောဒီးယား၊ဗီယက်နမ်၊မလေးရှားနဲ့ထိုင်းကနေစွမ်းအင် ထုတ်လုပ်သူတွေဟာအစိုးရထောက်ပံ့မှုတွေကနေမတရားအကျိုးအမြတ်ရယူခဲ့ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အောက်မှာအမေရိကန်ကိုထုတ်ကုန်တွေရောင်းချခဲ့တယ်လို့တွေးရှိခဲ့ပါတယ်။အမေရိကန်ကုသန်းရောင်းဝယ်ရေးဌာနကကမ္ဘောဒီးယားထုတ်လုပ်သူတွေကစုံစမ်းစစ်ဆေးမှုမှာပူးပေါင်းဆောင်ရွက်ဖို့ညှင်းဆိုခဲ့လို့ကမ္ဘောဒီးယားရဲ့ဆိုလာစွမ်းရည်ထုတ်ကုန်တွေဟာ3521ရာခိုင်နှုန်းအထိအခွန်နှုန်းထနဲ့ရင်ဆိုင်ရပါမယ်။ VNN ကကုမ္ပဏီတချို့ဟာ395.9ရာခိုင်နှုန်း၊ထိုင်းကတော့395.2ရာခိုင်နှုန်း၊မလေးရှားရဲ့နိုင်ငံလုံးဆိုင်ရာအခွန်နှုန်းကတော့ 34.400ခိုင်နှုန်းဖြစ်မယ်လို့ပြောကြားခဲ့ပါတယ်။အခွန်ကြေညာချက်ထုတ်ပြီးနောက်တနေ့မှာပဲကမ်ဘောဒီးယားမီဒီယာတွေကအစိုးရကတရုတ်ထုတ်ကုန်တွေရဲ့မူလားထုတ်လို့ရနိုင်ငံကိုဖုံးကွယ်ပြောင်းလဲမှုကိုတားဆီးဖို့ဥပဒေတွေကိုပြင်ဆင်မယ်လို့ဖော်ပြခဲ့ပါတယ်။ဒါဟာ49ရာခိုင်နှုန်းအခွန်ကိုရှောင်ရှားဖို့ပါ။ကမ်ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကကျွန်တော်တို့ဟာအမေရိကန်နဲ့တရုတ်ကြားဘတ်လိုက်မှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် James Sullivan က အမေရိကန်အနေနဲ့နိုင်ငံတစ်ခုကနေတစ်ခုကိုပြောင်းရွှေ့ပြီးအခွန်တွေကိုရှောင်တန်းတာကိုခွင့်ပြုလို့မရပါဘူးဒီလိုအပေါက်တွေကိုပိတ်ဆို့ရမယ်ဥပမာတရုတ်ကဗီယက်နမ်ကိုအစိပ်ပိုင်းတွေပို့ဆောင်နိုင်တယ်လို့ပြောကြခဲ့ပါတယ်ဗီယက်နမ်မှာထုတ်ကုန်တွေကိုစူးစီးပြီးဗီယက်နမ်မှာထုတ်လုပ်တယ်လို့ပြောင်းလဲနေတာမျိုးပါအမေရိကန်အနေနဲ့ဒီလိုအပြုတ်မှုကိုတားဆီးဖို့သက်ဆိုင်ရာအခွန်တွေကိုကြကြပြန့်ပြန့်ကျင့်သုံးမယ်လို့ပြောပါတယ်ဆိုရှယ်မီဒီယာအသုံးပြုသူတို့က ဆိုလာစွမ်းအင်ထုတ်ကုန်တွေဟာတရုတ်အစိုးရအတွက်မဟာဗျူဟာရအရေးပါတယ်လို့ထောက်ပြခဲ့ကြပါတယ်။ကမ်ဘောဒီးယားဟာတရုတ်ရဲ့ဆိုလာစွမ်းအင်ပစ္စည်းကိရိယာတွေအတွက် အရေးပါတယ်ပြပထုတ်လို့ရေးအခြေစိုက်စခန်းတစ်ခုပဲဖြစ်ပါတယ်။ထရမ့်ရဲ့တရုတ်နေစွမ်းအင်ထုတ်ကုန်တွေပေါ်အထူးခွန်တွေဟာရခင်ကဟာဝေးပေါ်ဖိနှိပ်မှုလို့ပဲတိကျတဲ့ထိုးနှက်မှုတစ်ခုဖြစ်ပါတယ်။ American Banner ရေးဝင်ကြီးဟောင်း Janet Yellen က2024ခုနှစ်မှာ တရုတ်ဟာပိုရှန်ထုတ်လုပ်မှုစွမ်းရည်တွေကိုကမ္ဘာဈေးကွက်ထဲစွန့်ပစ်နေတယ်လို့သတိပေးခဲ့ပါတယ်။ဒါဟာတရုတ်ရဲ့မကြသေးခင်ကဂုံယူစွာဖော်ပြတဲ့တင်ပို့မှုအသစ်၃ခုဖြစ်တဲ့လျှက်စစ်ကားတွေ၊ဆိုလာပြားစွမ်းအင်ပြားတွေနဲ့လစ်သီယမ်ဘက်ထရီတွေကိုရှင်ညွှန်းတာပါ။တရုတ်ရဲ့စီးပွားရေးပြန်လည်နလန်ထူမှုနှိကွေးပြီးစားသုံးသူဝယ်လိုအားအားနေနေတဲ့အခါတရုတ်အာဏာပိုင်တွေဟာစီးပွားရေးတိုးတက်မှုကိုလှုံ့ဆော်ဖို့တင်ပို့မှုကိုမြင့်တင်လိုကြပါတယ်။တရုတ်ဝင်ကြီးချုပ်လီကွမ်က 2023ခုနှစ်ဒီသုံးမျိုးထုတ်ကုန်တွေရဲ့တင်ပို့မှုဟာ30ရာခိုင်နှုန်းနီးပါးတိုးတက်ခဲ့တယ်လို့အလေးထားပြောကြားခဲ့ပါတယ်2023ခုနှစ်ကအလျို့ဝက်စာရွက်စာတမ်းတစ်ခုအရတရုတ်မှာနေစွမ်းအင်ပြားကိုတန်ရှင်းတဲ့စွမ်းအင်ရဲ့အခြေအနေကိုဖော်ပြထားပြီးတရုတ်အစိုးရကအမေရိကန်ကို စွမ်းအင်သစ်ပြိုင်ဆိုင်မှုတွေသို့ဆွဲသွင်းဖို့ကြိုးစားနေတယ်လို့အရေးအမွတ်ပြခဲ့ပါတယ်ဒီစီဇန်မှာနေစွမ်းအင်ဟာအဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ် Photovoltaic PV ဆိုတာ စံမီးကွန်ဒက်တာပစ္စည်းတွေမှာနေရောင်ကြီးနေရောင်ကြီးကိုလျှက်စစ်စွမ်းရင်အဖြစ်ဓာတ်ရိုက်ပြောင်းလဲပေးတဲ့ phytovolt phytovolted အင်အားတက်ရောက်မှုကိုရည်ညွှန်းပါတယ်။နေစွမ်းရင်ဟာ green energy ရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။တရုတ်ဟာကမ္ဘာအကြီးဆုံးပြည်ရင်းပြန်လဲပြည့်ပြန်ဖြည့်တဲ့စွမ်းရင်ဈေးကွက်နဲ့ပစ္စည်းကိရိယာထုတ်လုပ်သူဖြစ်ပြီးသူတို့ရဲ့ photovoltaic PV စက်မှုလုပ်ငန်းဟာကမ္ဘာဈေးကွက်မှာလွှမ်းမိုးထားပါတယ်။ ကမ္ဘာဖိုတိုဗောလ်တစ် PV အစိပ်ပိုင်းအဆင့်တက်မှတ်ချက်မှာထိပ်တန်း30ကုမ္ပဏီတွေကခုနှစ်ခုဟာတရုတ်ကုမ္ပဏီတွေဖြစ်ပြီးဒီဆက်မှုလုပ်ငန်းဟာကမ္ဘာဈေးကွက်တွေအတွက်အစိပ်ပိုင်းတွေရဲ့80ရာခိုင်နှုန်းကျော်ကိုထောက်ပံ့ပေးနေပါတယ်။မှတ်ချက်ပေးသူလီလင်းဂျီကတရုတ်ကွန်မြူနစ်ပါတီရဲ့ဖိုတိုဗောလ်တစ် PV ဆက်မှုလုပ်ငန်းအတွက် ထောက်ပံ့မှုမူဝါဒဟာ၎င်းရဲ့ပုံမှန်မဟာဗျူဟာရဲ့တစိုက်တစ်ပိုင်းဖြစ်တယ်လို့ယုံကြည်ပါတယ်။ပထမဦးစွာတရုတ်ကွန်မြူနစ်ပါတီ CCP ကထောက်ပံ့မှုတွေနဲ့ ကြီးမားတဲ့စက်မှုလုပ်ငန်းတစ်ခုကိုထောက်ပံ့ပေးပါတယ်။ပြီးတော့ကဘာတခွန်းကပြိုင်ဘက်တွေအားလုံးနှီးပါ အားလုံးကိုဖယ်ထုတ်ပြီးကဘာကို CCP ထိန်းချုပ်ထားတဲ့ထောက်ပံ့ရေးဂွင်းဆက်ပေါ်မှာမှီခိုအောင်လှုံ့ဆော်ပါတယ်။နောက်ဆုံးမှာဈေးကွက်ကိုလုံးဝလွှမ်းမိုးပြီးတဲ့အခါဈေးနှုန်းတွေကို မြင့်တင်က ကြီးမားတဲ့အမျက်အစွန်းတွေကိုရရှိလာပါတယ်။ဒါမှမဟုတ်ဒါကို နိုင်ငံရေးအကျိုးအမြတ်အတွက်အသုံးပြုပါရစေ။ဒီနေရာမှာထူးခြားတာကယနေ့ခေတ်မှာနိုင်ငံရေးအရာမဖြစ်မနေလိုအပ်တယ်လို့ယူဆထားတဲ့ Green Energy ဟာ လုပ်ငန်းစဉ်ထက်ရလဒ်ကိုဦးစားပေးအာရုံစိုက်တာပါဒီချင်းကန်ဒီဟာပြန်လဲပြေဖြုံးမြဲစွမ်းအင်ရဲ့အကျိုးကျေးဇူးတွေကိုအစိမ်းရောင်နဲ့တဘာဝပုံရွင့်ခြင်းကာဝယ်ရေးအတွက်မြင့်တင်ပေးပြီးဒီထုတ်ကုန်တွေထုတ်လုပ်ရမှာပါဝင်တဲ့ပြင်းထန်တဲ့ညဉ့်ညမ်းမှုနဲ့စွမ်းအင်သုံးဆွဲမှုတွေကိုလှစ်လျူရှုလိုက်တာဒါမှမဟုတ်ရှောင်ရှားလိုက်တာပါ Photovoltaic လို့စက်မှုလုပ်ငန်းတွေရဲ့ဖုံးကွယ်ထားတဲ့ညဉ့်ညမ်းမှုကုန်ကြမ်းစည်ဟာတရုတ်နိုင်ငံဟာကမ္ဘာထိပ်တန်း Green Energy ထုတ်လုပ်ရေးနိုင်ငံဖြစ်လာရတဲ့အဓိကအကြောင်းအမျိုးမျိုးတွေကတစ်ခုလည်းဖြစ်ပါတယ် အွန်လိုင်းသုံးပြုသူတချို့ကတရုတ်ဟာကမ္ဘာအကြီးဆုံးဈေးကွက်နဲ့ဆက်ယုံတွေနဲ့အတူ photovoltaic PV နဲ့စွမ်းအင်သစ်စက်မှုလုပ်ငန်းတွေမှာကုန်ကြစည်းရိမ်နဲ့အတိုင်းအတာရပြိုင်ဘက်တွေကိုလွှမ်းမိုးနိုင်တယ်လို့ထောက်ပြခဲ့ပါတယ်။ဒီစွမ်းအင်ပြိုင်ဆိုင်မှုဟာ semi conductor တွေထက်ပိုအရေးကြီးတဲ့လက်နက်ပြိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။အကယ်၍ American ဟာဒီလက်နက်ပြိုင်ဆိုင်မှုတွေမှာအားသာချက်မရှိတဲ့နေရာမှာဆွဲသွင်းခံရမယ်ဆိုရင်စီးပွားရေးအရာကြီးမားတဲ့ကုန်ကြစည်းကိုပေးဆက်ရအောင်တာမက တဘာဝပတ်ဝန်းကျင်ညဉ့်ဉန်းမှုကုန်ကြစရိတ်တွေကြောင့်စစ်ပွဲမှာရှုံးနိမ်သွားနိုင်ပါတယ်။တစ်ဖက်မှာတော့အမေရိကန်ကသူတို့ရဲ့ဈေးကွက်ကိုဖွင့်လှစ်ပြီးတရုတ်ရဲ့ photovoltaic PV ပစ္စည်းကိရိယာတွေကိုအမေရိကန်မှာလှမ်းလွှမ်းမိုးခွင့်ပြုမယ်ဆိုရင်အလွန်အန္တရာယ်များတဲ့အခြေအနေနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ဥပမာနမယ်ဆိုးနဲ့ကြော်ကြားတဲ့စောင့်ကြည့်ရေးကုမ္ပဏီကြီး Huawei ဟာ photovoltaic PV စက်မှုလုပ်ငန်းမှာကြာရှည်ပါဝင်လာခဲ့ပြီး CCP ရဲ့ထောက်ပံ့မှုနဲ့အတူ photovoltaic PV battery မှာခေါင်းဆောင်တအူးဖြစ်လာတာက နှစ်ပေါင်းများစွာကမ္ဘာအဆင့်တင့်နေရာကိုတင်ပိုက်ထားပါတယ်။စမတ်ဖုန်းဆက်သွယ်ရေးနဲ့လျှက်စက်ကားရင်းမနဲ့မတူဘဲဟာဝေးဟာဖိုတိုဗောလ်တစ် PV နဲ့ပဲမှာအလွန်တိတ်ဆိတ်ပြီးလျှို့ဝှက်ထားခဲ့ပါတယ်။ CCB ရဲ့ဓာတ်ပုံဘုံရင်အားပစ္စည်းကရိယာတွေကမ္ဘာဈေးကွက်ကိုလွှမ်းမိုးခြင်းမတိုင်ခင်မှာဟာဝေးဟာ၎င်းရဲ့ဖိုတိုဗောလ်တစ် PV စက်မှုလုပ်ငန်းမှာပါဝင်ပတ်သက်မှုကိုထုတ်ဖော်ပြသဖို့တွန့်ဆုတ်ခဲ့ပါတယ်။ online အသုံးပြုသူတချို့က ထရမ့်ရဲ့အရှိတောင်အာရှနိုင်ငံ၄ခုအပေါ်အခွန်တွေဟာ CCP ရဲ့ Photovoltaic PV စက်မှုလုပ်ငန်းကိုပြစ်မှတ်ထားတဲ့မဟာဗျူဟာအဆင့်လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ပြောကြပါတယ်။ထရမ့်ရဲ့လက်ရှိဗျူဟာဟာဒီထောင်ချောက်ထဲမှာကြာရအောင်ရှောင်ရှားဖို့ဖြစ်ပြီး CCP နဲ့ Photovoltaic PV နယ်ပယ်မှာရှင်ပြိုင်မှုမလုပ်သလို CCP ရဲ့ပစ္စည်းကိရိယာတွေကို American နဲ့ဝင်ရောက်ခွင့်လည်းမပြုပါဘူး။ဒါဟာ CCP ရဲ့နှစ်ပေါင်းများစွာဂီယူတိုက်စီစဉ်ထားတဲ့စွမ်းအင်တဲ့မဟာဗျူဟာကိုပြက်စီးစေမှာဖြစ်ပြီး ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေအားလုံးဟာတစ်ချက်တည်းနဲ့ပြိုလဲသွားမှာပါ။တရင်ဖော်ပြချက်တွေအရဆက်လက်ဖြစ်ပေါ်နေတဲ့စီးပွားရေးကျဆင်းမှုနဲ့ပြင်းထန်တဲ့ပြည်ရင်းပြိုင်ဆိုင်မှုတွေကြောင့်2024ခုနှစ်ပထမ3လပတ်တွင်စရင်ပေးထားတဲ့တရုတ် Photovoltaic PV Company 122ခုအနက်39ခုဟာအတရင်အမျက်အစွန်ဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ရပါတယ်။ စက်မှုလုပ်ငန်းကွင်းဆက်ထက်ကထိတ်တန်းကုမ္ပဏီ15ခုအနက်12ခုကဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပြီး17ခုကတော့အသက်တင်အမျက်စွန်း100ရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Photovoltaic PV စက်မှုလုပ်ငန်းကွင်းဆက်ရဲ့အပိုင်းတစ်ခုစီမှာဈေးနှုန်းတွေဟာ2023ခုနှစ်အတွက်အထွတ်ထိပ်နဲ့နှိုင်းယှဉ်ရင်60ကနေ80ရာခိုင်နှုန်းထိကျဆင်းသွားခဲ့ပါတယ်။ထိတ်တန်း Photovoltaic PV ကုမ္ပဏီတချို့ဟာ ၎င်းတို့ရဲ့ငွေသားကုန်ကြစိတ်ကိုကျော်လွန်ပြီးဈေးနှုန်းဖြတ်တောက်မှုတွေလှုံ့ဆော်ခဲ့တယ်လို့စွပ်စွဲခံရပြီးဈေးနှုန်းချိုတာတဲ့ထုတ်ကုန်တွေကိုစွန့်ပစ်ရောင်းချမှုနဲ့ပတ်သက်ပြီးတော့အမေရိကန်ရဲ့စုံစမ်းစစ်ဆေးမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရချိန်မှာပဲတရုတ်ရဲ့ဓာတ်ပုံဗိုလ်အင်အားစက်မှုလုပ်ငန်းဟာ2024ခုနှစ်မှာတင်ပို့မှုမှာတိတာထင်ရှားတဲ့ကျဆင်းမှုကိုမြင်တွေ့ခဲ့ရပါတယ်။အချက်အလက်တွေအရ Photovoltaic PV ထုတ်ကုန်တွေရဲ့စုစုပေါင်းတင်ပို့တန်ဖိုးဟာ ခံမှန်းခြေ32.32ဘီလီယံဒေါ်လာဖြစ်ပြီးနှစ်စဉ်နှိုင်းယှဉ်ရင်33.900ခန့်တုန်းကျဆင်းသွားခဲ့ပါတယ်။ဒီတိတာထင်ရှားတဲ့ကျဆင်းမှုရဲ့အဓိကအကြောင်းရင်းကတော့ထုတ်ကုန်ဈေးနှုန်းတွေလှည့်မြန်သွားကျဆင်းလာမှုပါ။ပိုရီခရစ်စတလင်းဆီလီကွန်ဈေးနှုန်းတွေ39ရာခိုင်နှုန်းကျော်ဆီလီကွန်ဝေဖာဈေးနှုန်းတွေ90ရာခိုင်နှုန်းကျော်နဲ့နေစွမ်းအင်ဆဲလ်ဈေးနှုန်းတွေ30ရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့ပါတယ်။ တချိန်က CCP ကအဓိကမဟာဗျူဟာလက်နက်တစ်ခုအဖြစ်သတ်မှတ်ခဲ့တဲ့ Photovoltaic PV စက်မှုလုပ်ငန်းဟာအခုအန်ဒီယန်များတဲ့အခြေအနေတွေရောက်ရှိနေပါတယ်။ဒီအရေးကြီးတဲ့အချိန်မှာ Trump ရဲ့တိကျတဲ့ထိုးနှက်မှုရောက်လာပြီး CCP ရဲ့ Photovoltaic PV ပြန်လည်တင်ဖို့ရောင်းဝယ်ရေးလမ်းကြောင်းကိုလုံးဝပိတ်ဆို့လိုက်ပါတယ်။မကြသေးရင်ကတရုတ်နိုင်ငံရဲ့နိုင်ငံခြားကုန်သွယ်ရေးပညာရှင်တွေဟာအခွန်တွေရဲ့လေးလံတဲ့ဝင်းဒိုးဝင်ဖို့အောက်မှာဒုက္ခရောက်နေပြီးကိုယ်ကိုယ်ကိုကယ်တင်ဖို့အသေးအတန်ကြိုးစားနေကြပါတယ်။ တချို့ကပြည်ရင်းရောင်းချမှုအတွက်ဈေးနှုန်းတွေကိုဘယ်လိုလျှော့ချမလဲဆိုတာဆွေးနွေးကြပါတယ်။တချို့ကအွန်လိုင်းမှာဓာတ်ရိုက်ရောင်းချနေကြပါတယ်။တချို့ကတော့စိတ်ကန်းတွေမှာဓာတ်ရိုက်ထုတ်လွှင့်ရောင်းချမှုတွေလုပ်ဆောင်နေကြပါတယ်။ဒါပေမဲ့အများဆုံးဆွေးနွေးနေတဲ့အကြောင်းအရာကတော့ပြန်လည်တင်ဖို့ရောင်းဝယ်ရေးအတွက်ထုတ်လွှင့်မှုလိုင်းတွေကိုပြောင်းရွှေ့ဖို့ပါ။ပြန်လည်တင်ဖို့ရောင်းဝယ်ရေးဟာတရုတ်နိုင်ငံသားကုန်တွေတွေအတွက်တခုပြီးတော့အခွင့်အလမ်းလိုထင်ရှားနေပါတယ်။ဒါပေမဲ့ Trump က ကမ္ဘောဒီးယားပေါ်3521ရာခိုင်နှုန်းအခွန်ကျင်ညာပြီးနောက်ပြည်သူတချို့ကပြန်လည်တင်ပို့ရောင်းဝယ်ရေးဟာမဖြစ်နိုင်တော့ဘူးလို့ချက်ချင်းသတိပေးခဲ့ကြပါတယ်။မကြသေးခင်ကတရုတ်ကူးတန်းရောင်းဝယ်ရေးဝန်ကြီးဌာနကသတိပေးချက်တစ်ခုထုတ်ပြန်ခဲ့ပြီးဗီယက်နမ်နဲ့ထိုင်းလိုနိုင်ငံတွေဟာမူလားထုတ်လို့ရနိုင်ငံဆိုင်ရာအထူးအရောင်လက်မှတ်တွေကိုပုံမိုတင်းကျပ်စွာစစ်ဆေးနေတယ်လို့ဖော်ပြခဲ့ပါတယ်။ဗီယက်နမ်ရဲ့စက်မှုနဲ့ကူးတန်းရောင်းဝယ်ရေးဝန်ကြီးဌာနကကုမ္ပဏီတွေအနေနဲ့ ကုန်ကျန်းမူလအစရှာဖွေနိုင်မှုကိုပုံမခိုင်မအောင်လှုပ်ဆောင်ဖို့တောင်းဆိုထားပြီးမူလထုတ်လို့ရနိုင်ငံဆိုင်ရာပြဿနာတွေကြောင့်တင်ပို့မှုပြဿနာတွေမဖြစ်ပေါ်စေဖို့လှုပ်ဆောင်နေပါတယ်။ထိုင်းနိုင်ငံကလည်းအလူမီနီယံဖလင်းနဲ့လျှက်စစ်စပိန်စတဲ့ထုတ်ကုန်မျိုးစား42မျိုးအတွက်မူလထုတ်လို့ရနိုင်ငံလက်မှတ်တွေကိုတင်းကျပ်စွာပြန်လည်သုံးသပ်မှုတွေပြုလုပ်နေပြီးအမေရိကန်နဲ့ဥရောပအခွန်တွေကိုရှောင်တိမ်းဖို့ကြိုးပမ်းမှုတွေကိုတိုက်ဖြတ်နေပါတယ်။အမေရိကန်ကလည်းကမ္ဘာလုံးဆိုင်ရာကုန်စည်ခြေရာခံစနစ်တစ်ခုကိုမိတ်ဆက်ဖို့စီစဉ်နေပြီး ပြန်လည်တင်ဖို့ရောင်းဝယ်ရေးအတွက်ပူးပေါင်းအပြစ်ပေးမှုတွေအကောင့်ထဲပေါ်ဖို့ပုံမတင်ကြတဲ့ကုံသွယ်ရေးအကောင့်ထဲပေါ်ရေးဥပဒေတွေကိုချမှတ်ဖို့ရှိနေပါတယ်။ VNN မလေးရှားနဲ့ထိုင်းတို့ဟာပထမအတုပ်အနေနဲ့စောင့်ကြည့်ခံရမယ့်နိုင်ငံတွေဖြစ်စည်ရင်းပြုစုခံထားရပြီးတင်ဖို့ရောင်းချတဲ့ကုမ္ပဏီတွေအနေနဲ့ကုန်ကျန်းမူလအစရှာဖွေနိုင်မှုကိုပေးကြအောင်လှုံ့ဆော်ရနိုင်ငံတကာကုံသွယ်ရေးအန်တီရီနဲ့ကိုင်းချင်မှုရှိရမြန်မာနဲ့တန်ငွေတွေဒါမှမဟုတ်ကုံသွယ်ရေးကန့်သတ်မှုတွေကိုရှောင်ရှားရမှာပါ။ မကြသေးခင်ကပြန်လည်တင်ဖို့ရောင်းဝယ်ရေးဟာမဖြစ်နိုင်တော့ဘူးလို့အကြံပြုထားတဲ့သတင်းတွေအများအပြားတွေ့မြင်ခဲ့ရပါတယ်။ကနေဒါနဲ့မက္ကဆီကိုကလှုပ်ဖော်ကင်ဘက်တွေစီကလည်းအလားတူမှတ်ချက်တွေကြားခဲ့ရပါတယ်။အင်တာနက်အသုံးပြုသူတွေရဲ့မှတ်ချက်တွေကတော့အနှဲငယ်အံ့ဩစရာဖြစ်ခဲ့ပါတယ်။ရက်အနှဲငယ်အကြာမှာပဲအချို့လူတွေကအရှိတောင်အာရှမှာပြန်လည်တင်ဖို့ရောင်းဝယ်ရေးဟာပေါက်ကွဲထွက်လာလိမ့်မယ်လို့မြင့်တင်ပြောဆိုနေခဲ့ကြပါတယ်။အခွန်စစ်ပွဲမှာလှုပ်ဆောင်ခဲ့တဲ့လှုံ့ဆော်မှုတွေကိုပုံမရှင်းလင်းမှု တမရထရန့်ကဧပြီလ20ရက်နေ့မှာ Truth Social မှာတင်ခဲ့တဲ့ post တစ်ခုမှာ CCP ကအခွန်ပြစ်ဒဏ်တွေကိုရှောင်လွှဲဖို့အသုံးပြုတဲ့ဘုံပြူဟာ၈ခုကိုစာရင်းပြုစုဖော်ပြခဲ့ပါတယ်။မကြသေးမီက Financial Times သတင်းစာကကွမ်ကျိုးချေဆိုင်တဲမူရောင်းချသူတဦးဟာပြည်ပမှာစက်ယုံတွေတီထောင်နေပြီး American ကို ထုတ်ကုန်တင်ပို့မှုမပြုမီ Jordan မှာနောက်ဆုံးလုပ်ငန်းတွေတခုထူထောင်နေတယ်လို့ဖော်ပြခဲ့ပါတယ်။တရုတ်ရဲ့စီးပွားရေးနဲ့ကုန်သွယ်ရေးမူဝါဒတွေဆိုင်ရာကြွမ်းကျင်သူ နီကိုလတ်လာရီကရခင်က new wish ကိုပြောကြရမှာတရုတ်ရဲ့တင်ပို့မှုလုပ်ငန်းတွေမှာလှည့်ကောက်တွေအများကြီးရှိတယ်။သူတို့ဟာဂျော်ဒန်လူမျိုးတအုပ်ကိုကိုယ်စားလှယ်အဖြစ်အသုံးပြုနိုင်ပြီးအမေရိကန်ကိုတင်ပို့မှုအတွက်တာဝန်ယူတဲ့ကုမ္ပဏီဟာတကယ်တော့တရုတ်အရင်းနှီးနဲ့အပြည့်အဝပိုင်ဆိုင်ထားတာဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်။သူကထပ်လောင်းပြောကြရမှာအခွန်တွေသာတခုရီးသောကိရိယာဖြစ်ခဲ့မယ်ဆိုရင်ကုံသွေးမညီမျှမှုမှာအမေရိကန်ကတေချာပေါက်အားသာချက်ရှိပါမယ်။ ဒါပေမဲ့တရုတ်မှာဒါကိုရှောင်လွှဲဖို့နီးလန်းတွေများစွာရှိတယ်လို့ဆိုပါတယ်။ American ကုန်သွယ်ရေးညှိနှိုင်းသူဟောင်း Wendy Catler ကမကြသေးခင်နှစ်တွေအတွင်းတရုတ်လုပ်ငန်းတွေဟာ American အခွန်တွေကိုရှောင်ရှားဖို့တတိယနိုင်ငံတွေမှာဆက်ယုံတွေတည်ထောင်လာကြပါတယ်။ VNN ဟာလူကြိုက်အများဆုံးရွေးချယ်မှုတစ်ခုဖြစ်ပြီးဒါက VNN နဲ့ American ရဲ့ကုန်သွယ်ရေးပုံငွေပြမှုလှိမ့်မြန်စွာတိုးလာစေခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။သိတာထင်ရှားတာက Trump ဟာ လက်ရှိမှာ CCB ရဲ့ကုန်သီးပြန်လွှဲပို့ဆောင်မှုလှုပ်ရှားမှုတွေကိုအာရုံစိုက်နေပါတယ်။အရှိတောင်အာရှနိုင်ငံတွေဟာ Trump ရဲ့ဖိအားနဲ့အကျိုးမြတ်ကိုချိန်ဆရင်း American နဲ့ပုံမူပူးပေါင်းဆောင်ရွက်တဲ့ရည်ရည်ချက်ကိုယူလာကြပါတယ်။ Trump အစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့နိုင်ငံပေါင်းများစွာရဲ့ CCP ကိုပိတ်ဆို့ဖို့ကြိုးပမ်းမှုကိုရင်ဆိုင်နေရချိန်မှာပေကျင်းကနောက်ဆုံးမသွားဘဲတခြားနိုင်ငံတွေကိုချင်းချောက်လာပါတယ်။တရုတ်ကုတန်ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူတို့ကမကြသေးခင်က အကယ်၍နိုင်ငံတစ်ခုကအမေရိကန်နဲ့တရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေတဲ့သဘောတူညီချက်တစ်ခုရရှိခဲ့မယ်ဆိုရင်တရုတ်ဟာပြင်းထန်ပြီးအပြန်အလှန်တံပြန်အရေးယူမှုတွေလှုပ်ဆောင်မယ်လို့တတိပေးခဲ့ပါတယ်။ပြည်သူတို့ချို့က CCP ကောင်းကောင်ဟာလက်ရှိမှာမြန်မာရဲ့လောင်းကစားတစ်ခုမှာပါဝင်နေပြီး Trump ဟာနောက်ဆုံးမှာနောက်ပြန်ဆုတ်သွားလိမ့်မယ်လို့လောင်းကြီးထပ်နေတယ်လို့ယုံကြည်ကြပါတယ်။ဒါကြောင့် CCP ဟာအမေရိကန်နဲ့စီးပွားရေးအပြည့်အဝခွဲထွက်မှုရဲ့အန္တရာယ်ကိုရင်ဆိုင်ရင်းဆက်လက်ရှေ့ဆက်နေပါတယ်။ နောက်ဆုံးရထားတဲ့အချက်လက်တွေအရတရုတ်ရဲ့အမေရိကန်ကုမ္ပဏီတချို့ဝယ်ယူမှုဟာတုံညအထိကျဆင်းသွားခဲ့ပြီးနှစ်နိုင်ငံအကြားစီးပွားရေးခွဲထွက်မှုဟာအရှိန်မြင့်လာနေတယ်လို့ဖော်ပြပါဗယ်။ဧပြီလ22ရက်နေ့မှာ Bloomberg ကအမေရိကန်တရုတ်ကုမ္ပဏီရေးစစ်ပွဲကြောင့်ပို့ဆောင်ရေးလမ်းကြောင်းတွေပြောင်းလဲသွားပြီးတရုတ်ရဲ့အမေရိကန်ထံမှအရေးကြိုထားတဲ့တဘာဝတန်းဝေဝယ်ယူမှုဟာတုံညအထိထိုးကျသွားခဲ့တယ်လို့ဖော်ပြခဲ့ပါဗယ်။မက်ရှလာမှာရခင်နှစ်လအတွင်းတိတိတတ်တာကျဆင်းပြီးနောက် တရုတ်အောက်ခွန်ဌာနကတနင်္ဂနွေနေ့မှာထုတ်ပြန်ခဲ့တဲ့တရုတ်ဝင်အချက်အလက်တွေအရ2025ခုနှစ်ပထမ3လပတ်အတွင်းအမေရိကန်မှာတရုတ်တို့အရေးကြိုထားတဲ့တဘာဝတံငွေပို့ဆောင်မှုစုစုပေါင်းဟာ80ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။နိုင်ငံရေးပဋိပက္ခတွေကြောင့်ကမ္ဘာအကြီးဆုံးအရေးကြိုထားတဲ့တဘာဝတံငွေဝယ်ယူသူနဲ့ရောင်းချသူတို့စီးပွားရေးခွဲထွက်မှုဖြစ်ပေါ်လာခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။